အမေရိကန်တုံးတယ်ဘာသူမဆိုကိုယ့်ရဲ့ device ကဘယ်နိုင်ငံကဝင်လာလဲပြီးတော့အဲ့ဒီ dot ကဘာတွေကွာခြားသွားလဲနောက်တစ်ခုကကိုယ်ဝင်လိုက်တဲ့ device ရဲ့ region နဲ့တခြား region တွေနဲ့ရှင်လိုက်မယ်ဆိုရင်ဘာတွေကွာခြားမှုရှိလဲဆိုတာတော့အကြံပေးတော့သိထားတတ်ပါတယ်ဒီအချက်ကလည်းဒီနှစ်မှာအသစ်ထွက်ထားတဲ့ SMCU ဝင်မယ်ဆိုရင်တကယ်စဉ်းစားရမယ့်အချက်ဆိုတော့ဆက်ပြီးတော့ပြောပြပါမယ် right ပါ let's talk about tech ဆိုတော့ အမေရိကနေမှာဆိုရင်နိုင်ငံအလိုက်ပေါ့နော် feature ကွာခြားသွားတာကြီးနည်းနည်းလေးပဲကွာတယ်ဆိုပေမဲ့တကယ်တကယ် physical quality ရောလုံးဝမကွာပါဘူးအရင်နှစ်တရာလိုမျိုးပဲသူ့ရဲ့ဒီဂျပန်တို့ကိုရီးယားတို့အဲ့ region တွေမှာဆိုလို့ရှိရင်သူကကင်မရာရိုက်လိုက်တဲ့ခါမှာသူရဲ့ privacy အရာ silent လုပ်ထားရင်တော့မှ shutter ဆောင်းသွားတော့လုံးဝပိတ်လို့မရပါဘူးဒီဝိုင်းမှာဆိုလို့ရှိရင်လေ telecommunication ရာ FaceTime မပါပါဘူး။ CHA ရိုးဇက်ရည်အလုံးတွေဆိုရင်တော့ physical ကမှ dual sim ပဲဝင်တာပါ။ ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ဒီ US မှာတွင်းနေ LLD အလုံးကြီးဆိုလို့ရှိရင်သူတို့စီမှာကျတော့ဒီ eSIM only ကိုမှဘေးပောင်က 5G antenna နဲ့ဝင်လာပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်လည်းပြောရမယ်ဆိုရင်ဒီ eSIM only အနေနဲ့ပေါ့နော်။အခုပြထားတဲ့နိုင်ငံတွေမှာဒီ region အနေနဲ့ထပ်တိုးလာရလေတွေ့ရတယ်။ပြီးတော့ iPhone A ဆိုလို့ရှိရင်လည်းကွာ worldwide အကုန် eSIM only ပဲရတာ။ ဆိုတော့ဒီ physical scene တော်မှာ jewel scene ကိုပဲလက်ခံတဲ့ China market ဒီမှာဆိုရင် iPhone 8ကိုတွေးရမလားဆိုတော့မသိကြပါဘူး။အေးနောက်ထပ်တစ်ခုကတော့ Pro series မှာဆိုရင်ဒီ easing only အကုန်လုံးက battery capacity ပိုပြီးတော့များပါတယ်။ physical scene အကြောင်းတော့ sim slot အတွက်နေရာပေးထားတဲ့အတွက်ကြောင့်မလို့ easing only နဲ့ရှင်လိုက်ရင် ဘက်ထရီကပက်စီတီပိုနေသွားတာပါပြီးတော့ဒီနေ့မှာထွက်ထားတဲ့ Sandy Pro နဲ့ Pro Max ဆိုလို့ရှိရင်အခုပြထားတဲ့ Quad Charge လေးနဲ့ဝင်လာပါတော့เนาะဒါပေမဲ့ထူးခြားချက်တစ်ခုကကြတော့ရိုးရိုး Sandy မှာဆိုရင်တော့သူ့ရဲ့ဘက်ထရီက3690မျိုးတွေကိုပဲတွေ့ရတယ် easy နဲ့ physical ကတူတူပဲလားဒါမှမဟုတ်ရင် easy only ကိုမတွင်းလာလားဆိုတာကိုတော့တစ်ချက်တော့ပြန်ပြီးတော့စဉ်းစားရမှာပေါ့နော်။နောက်တစ်ခုနေရာကြတော့မြန်မာနိုင်ငံမှာဝင်နေ official region ကုတ်တွေမှာဆိုရင်တော့အရင်နှစ်က16ကစပြီးတော့မှ ZBA မဟုတ်တော့ဘဲနဲ့ ZBA အနေနဲ့ AC ပြောင်းပြီးတော့ဝင်လာပါတယ်။ဒီနှစ်မှာလည်း AC နဲ့ပဲဆက်ပြီးတော့မှလာတာပါ။ဆိုတော့ဒီကောင်က physical ကတက်ကက်နဲ့ easy နဲ့ဆိုတော့ ိုအားလည်းအဲ battery capacity နည်းတဲ့တကောင်ပဲဖြစ်မှာပေါ့နော်တခုစဉ်းစားရမှာတော့ runny အတွက် overseas ကိုပို့ရတာတွေအချိန်ကြာကြီးစောင့်ရတာမျိုးတွေတော့နည်းနည်းတော့အလုံးရှုံမယ်ပေါ့နော်ကိုလိုရင်းနေရလဲကိုကင်ထားတဲ့ region မှာတောင်းရတာအဆင်ပြေရလားဆိုတော့ comment မှာပြောသားပေးပါဟောနော်